ရှိတလားမရှိတော့ဘူးလားလည်းမသိဘူးပြောရပဲပြောင်းရှိတယ်ကိုရကောပြောင်းရှိတယ်ကိုရကောမပဲလောက်ကကိုပြောင်းလို့စားရှိအသက်42နှစ်အရွယ်ကယောတိုင်းရင်သူဒေါ်ဟယ်လင်တယောက်နေရပြန်နိုင်ဖို့နေ့စဉ်စုတောင်းနေတာအခုဆို၄နှစ်နေပါရှိပါတော့မယ် ဒေတာတွင်ပြိပခရရောက်နေထိုင်ရာဒေတာကိုစွန့်ခွာပြီးခင်မွန်းပြစ်သူအပါဝင်တာသမီ၄ယောက်နဲ့ဆစ်ဆောင်ကာလကိုဖျက်ဆီးနေပါတယ်။လက်ရှိမှာတော့ဒီမော့ဆိုမြို့နယ်တွင်က လေတော်တဲ့ဆစ်ဆောင်စခန်းမှာမိသားစုနဲ့အတူနေထိုင်ရင်းနေစဉ်ဘဝတွေကိုဖျက်ဆီးနေရတာပါ။မိသားစုဝင်များပြားတဲ့သူတို့အတွက်တော့တနေ့တာစားဝတ်နေရေးဖြည့်ရှင်းဖို့တောင်မလွယ်ကူတဲ့အခြေအနေကိုရင်ဆိုင်နေကြရပါတယ်။အလုပ်ပါမရှိဘူး။ lusheba sao saa le yaa le. Alo kaa paa tu kuma le mishi, alo la kholo le lu le mishi. Kwa ko, uye chane le papa lu sui le, ma tau gini, gini chi. Kwa kaa miyo miyo, yo yo ma bo shia. Sao ye pulo mu mishi, nya nya sui le. Adi tati mi chao tui, sao ni liye se mi piye, elu le ma piye, elu mi piye. ဒေါ်ဟန်လင်းတို့နေထိုင်ရာဒေသဟာကင်းနီပြည်နယ်အတွင်းလက်နက်ကင်တိုက်ပွဲအစောဆုံးစတင်ခဲ့တဲ့နေရာပါစစ်တပ်အာဏာသိမ်းပြီးအစောပိုင်းကာလဖြစ်တဲ့2021ခုနှစ်မတ်လမှာပဲသူနေထိုင်ရာဒီမော့ဆိုမြို့နယ်6မိုင်ကျေးရွာမှာစစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲစတင်ခဲ့ပါတယ်အဒီချင်းကဆားလို့ဒေါ်ဟန်လင်းတယောက်တိုက်ပွဲအဆင့်ဆင့်တိမ်းရှောင်ရင်းစစ်ရှောင်ဘွားနဲ့ဖြတ်တန်းနေရတာအခုချိန်ထိပါပဲ။ ะสับติลาโอ้กะยายวาชิเปชาติเตกลุเปอาจะมาดูสะสัตติเฮเรมาโอตอตอจะมาเล่นียะเรซะปุดูมาเลมิชิวนะเอเวตอนนีเรซะมานะพี่รอ สิตายเอาลาเรสุพิ่รอมาจะมาดูทัตตะเข้าทัติโหนะนะตอเปมาปะปิเตเรนะนะทัตตปะติเตขะเจรดิขายาไซเยอัลโลรีเปอัลลูยะเดเลยะไซทะรอไซทะจาสิมาตะรอเลเรียเปลีลานโนเดตะละตะละเวเนาะยี่โรมะยี่เอา လေပေါ်ရပါရပြလိုက်နှုတ်တယ်နော်တလာလို့ပဲနော်ပြတ်သေးစစ်တစစ်ပြစီလာတော့မြေလည်းပြပြမထပ်ပြတယ်ဟောလီနော်ဖမ်းမအဲ့မှာချလာသနီလေချလာသနီကကျတော့အဲ့ဒီခွာဒီရှုပ်လိုက်ဖမ်းမလေထလာကျခါကျတော့ကျမတို့ဒီဖမ်းမပြရောက်လာ ရင်ကနေရမှာတုန်းကတောင်ယာလေလုပ်ငန်းနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းခဲ့ပေမဲ့အခုစစ်ဆောင်ကာလမှာတော့အလူရှင်ရဲ့ကူညီမှုတွေနဲ့သာရှေ့ဆက်နေရတာပါ။စတင်စစ်ပေးဆောင်ချိန်ကာလမှာတော့စစ်ဆောင်စခန်းမှာလူတစ်ယောက်ကိုကြက်2000ခွဲနှုန်းနဲ့6လလောက်ကူညီရခဲ့ပေမဲ့အခုဆိုမရတာနှစ်နှစ်ကျော်ပါပြီ။ဒါအပြင်စားနေရိတ်ကအနေနဲ့လူတစ်ယောက်ကိုစံတပြီထောက်ပံ့မှုရခဲ့ပေမဲ့အဲ့ဒီထောက်ပံ့မှုဟာလည်းမိသားစုဝင်များတဲ့သူတို့အတွက်တော့ ရက်ပိုင်းမျှတာစာဝတ်နေရေးကိုဖြည့်ရှင်းပေးနိုင်တာပါကြုံတွေ့နေရတဲ့မိသားစုစာဝတ်နေရေးကိုတစ်ဖက်တစ်လမ်းကနေဖြည့်ရှင်းနိုင်ဖို့အကြီးဆုံးတားဖြစ်သူကခုနှစ်တန်းနဲ့ကြောင်းထွက်ပြီးမော်ရှိမာသွားအလုပ်လုပ်ခဲ့ရတဲ့အခြေအနေတွေလည်းဖြတ်တန်းခဲ့မှုပါလေတတ်သမီးတွေလည်းသနာတယ်ခလေးတွေလည်းအသက်ပဲပြေးချသေးဘူးငယ်ရွယ်ရွယ်နဲ့ကြောက်ထွက်ပြီးတော့မှအလုပ်သွားလုပ်ရတယ်မော်ချစ်ပဲသွားအလျက်ရှိတဲ့မတော်နဲ့ပြောလေ သောနီဖူလုံရှိရကလေးရလတော့အခုတူရပြပခေါ်လာအတဆယ်လင်းနေချောထပြရမလတော့လာရသောနီစမပီလက်စက်ကြည့်အောင်ဒီနည်းကြည့်ကြရပါအကြည့်ခင်မွန်းဖြစ်သူဟာလည်းအရင်ကကားမောင်းတာလုပ်ခဲ့ပေမဲ့အခုစစ်ဆောင်ကာလမှာတော့ကျမ်းမာရေးမကောင်းတာကြောင့် အလုံနားနေရတာပါဒါအပြင်အသက်50ကျော်ရှိပြီဖြစ်တာမို့တော်တော်များများက အလုတ်ခေါ်မခိုင်းကြတာတွေလည်းရှိပါတယ်ဝင်ငွေမရှိတာကြောင့်သားသမီးတွေရဲ့လိုအပ်ချက်ကိုမဖြည့်ပေးနိုင်ခြင်းတွေဆိုပူပန်တော့ကရောက်ကြရတာပါအလီကျောင်းတက်ပြီးဆိုတော့လေမဟုတ်ဘူးဝင်နေနေကြတယ်

ဒေါ်ဟယ်လင်းတို့နေထိုင်ရာဆစ်ဆောင်စခန်းမှာအင်ဂျီ85အင်ရှိပါတယ်။အများစုကတော့ဒီမော့စုမြို့နယ်ဒေါငန်ကား6မိုင်ဒေါကမီကဒေသခံတွေအများစုနေထိုင်ကြပါတယ်။ဒေါ်ဟယ်လင်းဤသူဆစ်ဆောင်တွေအနေနဲ့အလောက်ကိုင်းအခွင့်အလမ်းမရှိတာလမ်းပန်းဆက်တည်းအခက်အခဲတွေကြောင့်ကုန်စည်နှုန်းမြင့်တက်တာစတဲ့ဒဏ်တွေကိုခါးစီးရင်ဆိုင်နေကြရတာပါ။အာဆစ်ဆောင်စခန်းနဲ့ပြောရမစတော့ခက်ခဲမျိုးရှိတယ်။ဘာဖြစ်လဲဆိုကျွန်တော်ကဟိုစောင်းနေရေးကစားပါတော့။ နော်နေထိုင်တော့အသွားလာတော့အမျိုးပေါ့ဘာဖြစ်လို့ကုံစီနှုံးကြောင်းနဲ့ပါမှာပေါ့နော်ကျွန်တော်တို့ဟိုလမ်းပန်းဆက်တွေ့ရင်းလက်ခဲခဲရှိတယ်နော်ကုံစီနှုံးကြောင်းနဲ့ကျွန်တော်တို့ဟိုပဲလေဟိုအဟာရစားဖို့တောက်ဖို့တစ်ခါခါလေးဆိုဟိုမတွေ့ဝုန်းပေါ့နော်ဟိုဒါဒုက္ခရောက်တော့ခါတလင်းကိုချင်စိတ်တော့ပေါ့တော့ပေါ့နော်ဒါမှကုနုကုကုအဓိကဟိုကျွန်တော်ပြီသူအောင်နိုင်ဖို့ဆိုတဲ့တစ်ခုပဲနဲ့စိတ်ထားမှဟိုပြောနေရတော့အဲ့တစ်ခု ကင်းနီပြည်နယ်အတွင်းဒေါ်ဟဲလင်ဦးစီမိုးနယ်တို့လိုရေရှည်ဆစ်ဆောင်နေရသူတွေရှိတယ်လို့တိုက်ပွဲဖြစ်ပွားချိန်ခဏတင်းရှောင်သူတွေလည်းရှိပါတယ်။ဆစ်ကောင်စီအနေနဲ့ကင်းနီမြို့တော်လွိုက်ကော်ကိုထိန်းချုပ်ပြီးနောက်မိုးပြဲဖဲ့ခုံမြို့နယ်တွေအထိပါ နေမြေစုမှုရေးကိုပြီးခဲ့တဲ့နှစ်ဇူလိုင်လကစပြီးတိုးမြင့်လှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနေမြေစုမှုရေးလှုပ်ဆောင်ခဲ့တဲ့အတွက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီလိုဒေတာတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင်းမိုးပြဲဒေတာကန်တော်ငြိမှုတို့လည်းထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒါဟာအတူတော့ပထမဆုံးအကြိမ်စစ်ဆောင်တာတော့မဟုတ်ပါဘူး။၂022မှာလည်းရပ်ပိုင်းစစ်ဆောင်ခဲ့ရပြီးတိုက်ပွဲတွေညင်သွဲသွားတဲ့အခါနေရက်မှာပြန်လည်နေထိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တိုက်ပွဲတွေတကြောပြန်ဖြစ်လာတာကြောင့်ထပ်မံတိမ်းရှောင်ခဲ့ရတာပါ။ ရှိမကြသေးခင်ထက်ခါထက်ခါဆစ်ချောင်နေရတာကြောင့်လုပ်ငန်းတွေလုပ်ကင်ခွင့်မရတော့ဘဲအခုချိန်မှာတော့ကြပန်းအလုံးနဲ့တောင်စားဝတ်နေရေးကိုဖျက်ဆီးနေကြရပါတယ်။ဒီ2023ခုနှစ်မှာဒီလေအဲဒီမိုးပြေရဲ့အဲဟွာရီဆူပလိုက်တော်တဲ့လမ်းပေါ်မှာလဲရှိတဲ့အတွက်ကြောင့်အဲ့မှာလဲအလုပ်ပိုင်ခွင့်မရှိတော့ဘူးအဲဒီဟွာရီဆူပလိုက်မှာအဲဒီစီကောင်စီတွေထိုင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့နေရာလဲလုပ်ပိုင်ခွင့်မရှိခါကြတော့အခြားအဲဟို တီတန်အရောက်နားမှာလဲကိုငါလှုပ်တဲ့ဥစ္စာကိုရေကြီးတဲ့ area ထက်ပါတော့ခကြတော့ဒီ2023မှာရေတစ်ခါကြီးသွားတယ်ဒီ2024လည်းရေကြီးသွားပေါ့နော်ဆုဆောင်ထားတဲ့ဥစ္စာရှိစုမဲ့အမျိုးပေါ့နော်ထောက်ရတဲ့အချိန်မှာအခုကမရှိတော့လေနော်မရှိခကြအရင်တော့ရလာတဲ့စဘာပေါ်မှုတီးမှအဲ့ဒီ မျိုးပေါ့နော်တနစ်စာတနစ်စာဖူလုံဖို့ဆိုတဲ့ဥစ္စာပေါ့နော်စုဆောင်ထားတဲ့ဥစ္စာအခုခါကျတော့အဲ့ဒါမလုံနိုင်တော့လေနော်မရှိတော့ဘူးပေါ့နော်ဘာဖြစ်ဆို၃နှစ်စလုံးနလန်ကမထောင်နိုင်တော့ပေါ့နော်လဲခါကျတော့မထောင်နိုင်တဲ့အတွက်ကြောင့်အကူအညီများလိုအပ်တယ်ကျင်းဒီပြင်းလင်းကဒေတာကန်တွေဟာစစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုပါနေစဉ်စိုးရိမ်နေကြရတာကြောင့်အင်ဂျီစက္ကန်နှောက်သာစုဖွဲ့ပြီးအစဉ်ပြေမဲ့နေရာမှာမြင်ငားရန်က ပြန့်ကျဲပြီးစစ်ပီးတင်းရှောင်နေကြရတာပါပြည်နယ်တွင်းတိုက်ပွဲတွေကြောင့်လူဦးရေ85ရာခိုင်နှုန်းဟာစစ်ပီးတင်းရှောင်နေကြရပါတယ်ဒေသတွင်းစစ်ဆောင်ရေးတပ်ကတရက်ထက်တရက်တရက်ရိတ်တိုးမြင့်လာနေတယ်လို့တစ်ဖက်မှာလည်းစစ်ဆောင်ပြည်သူတွေအတွက်နိုင်ငံတကာအကူအညီတွေကထင်သလောက်မရရှိတဲ့အခြေအနေပါဒီချာတို့ကတော့ဒီလူရချင်းဆန္ဒထောက်ထားမှုအကူအညီတွေပေးရညာမှာလည်းခက်ခဲဖြစ်လာတယ်အဲဒီဘိုင်းရှိတယ်အခြားဘက်မှာစစ်ကောင်စီရဲ့ ဒီဟိုနင်းမြေဒီတတတိမှာကျွန်တော်ထိုးစစ်ဆင်မှုတွေနောက်မှဘုံကျက်မှုတွေနောက်ပြီးတော့မှဒီဒီဖြတ်လိဖြတ်တွေလောက်တော့ပေါ့နော်အဲကြောင့်မို့ဒီကုံစီစစ်ဆင်မှုကလည်းကျွန်တော်ပြင်နေမှာအကန့်တန့်နေရှိလာတယ်အဲတော့လူမှုစီးပွားရေးလည်းအားနည်းလာတယ်ကုံစီစစ်ဆင်မှုကလည်းဟိုအကန့်တန့်နေဖြစ်တဲ့ပုံမှာတော့ကျွန်တော်တော်တော်လေးတော့အခက်ခဲကြုံရတယ်ဒါပေမဲ့အခြားတစ်ဖက်မှာလည်းကျွန်တော်မျောလင့်တဲ့နိုင်ငံတကာအကူအညီကလည်းအခုချိန်ထိကကောက်ကကန်းပေါ့ဘာမှရတာတာမရှိဘူးပေါ့အခု emergency assistant လောက်ပါရှိတယ်နော်တကယ်ကို humanitarian assistant ကကျွန်တော်ပြင်နေတဲ့ထဲမှာမရောက်လာသေးဘူးလို့ကျွန်တော်ပြောလို့ရပါတယ်အဲအဲကြောင့်မို့ကျွန်တော်ဒီစစ်ဘေး ေးရဲ့ပြဿနာခံရတယ်နောက်ပြီးတော့မှဟိုကျွန်တော်တို့ဒီစီရီအာနောက်ပြီးတော့မှဒီဖက်ချက်မှာကျွန်တော်လူမှုစီးပွားရေးနောက်ပြီးတော့မှလူဦးရေနဲ့ကျွန်တော်တို့ဒီပတ်မှုကူညီမှုကအကန့်နှက်ရှိတဲ့ပုံမှာတော့ကျွန်တော်တို့ဆက်ပြီးတော့မှလူထုတွေကတော့ဟိုကျွန်တော်လူဖော်မလားကျွန်တော်တို့ပို့ပြီးတော့မှဟိုခံစားနေရတော့ဗောနော်ဒီခက်ခဲတွေ့ကြုံနေရောဆေးဆောင်ပြည်သူတွေအနေနဲ့စာဝတ်နေရေးအခက်အခဲကဆလို့ဒုက္ခမျိုးစုံကိုရင်ဝယ်ပိုက်ပြီး တရက်ချင်းစီကိုဖြတ်ကျော်နေကြရတာပါဒီလိုဖြတ်ကျော်ရင်ဒွန်ဟန်လင်တယောက်ကတော့ဖះเจ้าရောက်တိုင်းအေးတော်ပုံအမြန်အောင်ပြီးအိမ်ပြန်နိုင်မှုကိုအမြဲထက်တွင်ဆူတောင်းလို့တာနေရပါတယ်စေတလာစခလာချရဲရော်လည်းဖြစ်တော့အဲ့လိုမျိုးရေဘော်ရပြောအမြဲရော်လိုမျိုးတော့ကတခတ်သေးပြုတ်ကနေပြလို့လည်းမရသေးဘူးလေကျမတို့အဲ့လိုမျိုးပြောထားမင်းရောပြလို့ရတယ်ပြလေ ကျလို့ရမယ်ဆိုလို့ရှိလေကိုလီဂျီနယ်ထလာချက်မလဲကြောက်ရတဲ့သူခုတော့အဲ့ဒီမိုင်းတွေပေါ့လက်နေချီတွေသတ်ထုတ်လာမလဲကွာဆူရရသေးတယ်အဲ့ဒါကိုအင်းနဲ့ကိုပဲနေချင်တော့နော်ဒီလူမျိုးလဲမနေချင်တော့ပြောရမလားစောင်းနေရဖို့လို့မရှိတော့ကိုလည်းမနေချင်တော့ဘာလဲနော်မြန်ဆိုရတော့ကိုအော်ဝစီလို့ကိုအမြဲတမ်းစိုးတောက်ထားတယ်အဲ့လိုမျိုး